မင်္ဂလာပါရှင်။ပါရာတိုက်မြန်မာအော်ဒီယိုဘွတ်ချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့ဖက်ပြပေးမှာကတော့ပမောက္ခကျုပ်စီရတော့ဒေါက်တာအရှင်နန္ဒမာလာပြည်ဝင်သားဤဘဝခရီးနဲ့ဓမ္မစီမီဆိုတဲ့ဆရာမြတ်ဆန်ရေးသားပူဇော်ထားတဲ့စာအုပ်ကလေးရဲ့အပိုင်းကိုကိုဆက်လက်ဖက်ပြပေးသွားမှာဖြစ်ပါရရှင်။လိုက်ပါနားဆင်ခံစားကြည့်ပေးပါဦးနော်။တမိတ်ဒေါတာတရဆရာကြီးဒေါ်မာလာကြီး290ကျော်ဘဝခရီး ပမောက္ခချုပ်ဆရာတော်ကြီးဤဒုတိယမြောင်ထေရုတ်ပတိစာအုပ်မှာတမိတ်ဒေါဒိယဆရာကြီးဒေါ်မာလာယီဤနှစ်90ကျော်ဘဝခရီးဖြစ်ပါသည်ဒုစာအုပ်ကိုဆရာတော်ယဟန်း16ဝါအရ1338ခုနှစ်1986တွင်ရေးသားခဲ့ခြင်းဖြစ်သည်ဒုချိန်တွင်ဆရာတော်ဤတက်တော်မှာ36နှစ်ခန့်သာရှိသေးသည်ဆရာတော်သည်ဆေးရုံမှဆင်းကစားကျမ်းမာရေးအတွက်အနားယူလျက်ရှိနေခြင်းဖြစ်သည် ထိုချိန်တွင် ရွှေဟင်းသာဆရာတော်ကြီးသည်ဆရာတော်ထံကျမ်းမာရေးအချိန်နှင့်မေးမြန်းဖို့ရောက်လာရင် စာမချသေးပဲကျမ်းမာရေးအတွက်အနားယူနေစဉ်သမိတ်တော်ဆရာကြီး၏ထေရုတ်ပတ္တိရေးဖို့တိုက်တွန်းချက်အရာရေးပြစ်သွားခဲ့ခြင်းဖြစ်သည်သမိတ်တော်ဆရာကြီးမှာတတ်တော်90ကျော်နေပြီဖြစ်သည်ထိုစာအုပ်အမှားစာ၌ပါမောက်ခချုပ်ဆရာတော်ကြီးကသမိတ်တော်ချောင်ဆရာကြီးနှင့်တွေ့ဆုံ၍စကားပြောမိသောအခါ ကျောင်းဆရာကြီး၏ရင်ကျေးဖွယ်သောပျောဟန်ဆိုဟန်မတစဉ်အတွင်းစိတ်သက်ကိုပါအကဲခက်ခွင်ရခဲ့ပါသည် သူတော်စင်ပိတမှုမေတ္တာကရုဏာကြီးမားမှုတို့မှာအရှင်းသာပေါ်လာပါသည် ထိုချက်များကအထုပ်ပတိပြုစုရန်တိုက်တွန်းနေသလိုရှိပြန်ပါသည်ကျောင်းဆရာကြီးသည်အမှန်အဖျင်သူ၏ထေရုပ်ပတိကိုမရေးစေခြင်းမှာဂုံပကာတနအလုဟုယူဆပြီးညင်းဆန်နေပါသည် တို့ရတွင်ဤဒီရုပ်ပတိသည်ဆရာကြီး၏ဂုံပကတနာအတွက်မဟုတ်ပါဆရာကြီး၏ကျင့်စဉ်ကိုတိရှိကြည်ညိုပြီးလိုက်နာသူများမှာဆရာကြီးနီးတူကုသိုလ်ပွားများနိုင်ရန်အတွက်ပါဟု ရှင်းပြသောအခါမှာအလွယ်တကူလက်ခံခဲ့ပါသည်ဟုရေးသားထားပါသည်ဒီရုပ်ပတိရှင်ဆရာကြီးဒေါ်မာလာယီသည်ဒီဘောမင်းမပါမီ၅နှစ်အလိုတွင် ဖွားမြင်ခဲ့ခြင်းဖြစ်သည် သူမွေးဖွားရာဒေသသည် အောက်မြန်မာပြည်ဖြစ်၍အင်္ဂလိပ်တို့အုပ်စိုးမှုအောက်ရောက်နေခဲ့ပြီဖြစ်သည်ဤစာအုပ်တွင်ခင်မျိုးမျိုးကိုဖျက်ကျော်လာခဲ့ရသောဆရာကြီး၏ဘဝပုံရိပ်တွေကိုတွေ့ရသည်အနေဖြင့်လောကရန်တွေကလည်းအမျိုးမျိုးနေ90ကျော်ရှေးလျားခဲ့သောဘဝခရီးကြီးသည် ရှေးလျားတော်လဲအကွေကောက်နေလာ၏ခက်ခဲမျိုးမျိုးကြုံရတော်လဲဆရာကြီးသည်ဓမ္မလန်းကို ဖြောင်းဖြောင်းတန်တန်ရှောက်လန်းခဲ့သည်တံသီလရှင်ဤတံပုံး တိလရှင်များနှင့်ပတ်သက်၍ဆရာကြီးဒေါ်မာလာယီ၏ဩဝါဒမှာမှတ်သားစရာကောင်းလာသည်။တိလရှင်၏တန်ဖိုးတိလရှင်၏တန်ဖိုးသည်မိမိတိလကို စင်ကြယ်အောင်ထားခြင်းပင်သည်။နေရီးကိုမကြည့်နှင့်တေရီးကိုစိစိတွေးပြီးအပျော်မကြိုက်ကြနှင့်ဘဝကူးကောင်းရန်အားထုတ်ကြ။ယခုဘဝမက်ဖို့ရအောင်ကြိုးစားကြ။ဆရာကောင်းများထံတပည့်ခံ ဆရာကြီးဒေါ်မာလာရီသည်စကိုင်းတောင်ယိုတမိတ်တော်တရားတိုင်ဒီချမ်းသာကြီးချောင်းကို1923ခုနှစ်တွင်တည်ထောင်ခဲ့ပါသည်မဟာကန်းနိုင်ုံဆရာတော်ချမ်းအေးဆရာတော်မစိုးရိမ်ဆရာတော်ရေကန်းချောင်းဆရာတော်တောင်ဘလူးဆရာတော်စီရှင်ဆရာတော်စသည့်ဆရာကောင်းများထံတပည့်ခံပြီးပရိယတ်တီစာပေကို စနစ်တကျလေ့လာသင်ကြားခဲ့သည် ပြပတိနှင့်ပတ်သက်၍စကိုင်းတောင်သို့ကြွရောက်လာသော မာစီဆရာတော်ဘုရားကြီး၏အလုပ်ပေးတရားများအား၃ရက်ခန့်နာယူခဲ့ပြီးရွှေဘိုမြို့နယ်စိတ်ခွန်ကျေးရွာတီလိုက်သွားပြီး၃လခန့်အားထုတ်ခဲ့ရာကျင့်တ်လောက်သောအဆင့်ကဲ့သို့ရရှိခဲ့သည်ဟုဆိုသည်အပမာဒတရားလက်ကင်ထားကြဆရာကြီးဒေါ်မာလာဤသည်မိမိထံရောက်လာကြသော တက္ကະတက္ကະမများအားသာသနာတော်ကြီးနှင့်ကြုံတွေ့ခိုက်တီလဆောက်ထိန်ကြရန် အပမာဒတရားလက်ကင်ထားကြရန်ဗျမစိုးတရားပွားများကြရန်တိုက်တွန်းလေရှိသည်ဟုဆိုသည်ရိတ်တာသည်သည်တို့တွားရောက်ပြီးတမထဝိပဿနာလို့အားထုတ်ကြရန်လေတတိပေးလေရှိသည်လောဘရှိထားမှမားကြစီဖို့ဆုံးမဆရာကြီးဒေါ်မာလာယီသည်တက္ကະတက္ကະမများနှင့်ဆက်ဆံရာတွင်အလိုက်သည့်သဖြင့်ပြည့်ပြည့်ချုံးမွေသည်ဟုဆိုသည် ဆရာကြီးသည်ဥပရိယုတ်ကလည်းကောင်းပြီးသီလအရှိန်ကြောင့်အမဲနုပြိုလန်းဆန်းနေသဖြင့်ကြည်ညိုသူပေါ်လာသည်ဆရာကြီး၏အဆုံးမကိုလည်းရိုသေစွာ လိုက်နာကြသည်ဟုဆိုသည်သီလရှင်များဟာတကားတကားမတွေကိုမှီပြီးအသက်မွေးကြရတာဒီတော့ကယထာလာဘတန်တော်တာဆိုတာတွေကိုနှလုံးသွင်းပြီးတက်လီခတရားများများကြီးထားရမယ်ရလေလိုလေအိုတစေတောက်လေငက်လေစားငက်ရေဆိုသလိုမပြစ်စေကြရ ဒကာဒကာမများထံအလှခန့်နေဆိုတာတော်ယုံကောင်းနေလောဘကို ရှေ့မထားကြနဲ့ဟုဆုံးမတက်သည်လွန်တော်မူခြင်းဆရာကြီးဒေါ်မာလာဤသည်ပြိရဲ့ပြိပတ်အကျင့်မြတ်တို့ကိုမပြတ်ပြည့်စည်ကသီလရှင်တစ်ပါးဤတက်မိုးကိုမြင့်တင်နေထိုင်ခဲ့သည်မှာသက်တော်တရားကျော်အတိပင်ဖြစ်သည် တတော်တရားပြည့်ပြီးတလနှင့်6ရက်အကြာ1342ခုနှစ်တဘူရဲလာဇန်6ရက်နေ့2နာရီ30မိနစ်အချိန်တွင်ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်အထုပ်ပတိစာပေဆိုသည်မှာပါမောက္ခချုပ်ဆရာတော်ကြီး၏ဒုတိယမြောက်လက်ရာဖြစ်သည်သမိတ်ဒေါဒိယဆရာကြီးဒေါ်မာလာယီနှစ်90ကျော်ဘဝခရီးထေရုတ်ပတိစာအုပ်သည်ပြည်ပြည်ပြည့်ပြည့်တွတ်တွတ်လက်လက်နှင့်ဖက်သူရင်ထဲသို့စီးဝင်သည် ဆရာကြီး၏တိလဂုံကိုအားကြကြည်ညိုရသည်ဆရာကြီး၏တမာတိဂုံနှင့်ပညာဂုံတို့ကိုလည်းစာမျက်နှာများမှတဆင့်ဖက်ရှုကြည်ညိုရသည် ပမောက္ခကျုပ်ဆရာတော်ကြီးကိုယ်တိုင်ကစာအုပ်အမှားစာတွင်ထေရုပတ္တိရှင်မှာသူတော်စင်ဆရာကြီးတူဖြစ်၍ဤထေရုပတ္တိကိုသူတော်စင်ရှုထောင့်မှ တင်ပြထားပါသည် ထိုတို့တင်ပြရ၌ထေရုတ်ပတိစာပေ၏အသက်ဖြစ်သည် အချက်အလက်မှန်ကန်တိကျမှုကိုဦးစားပေးထားပါသည် ဂုံမြောက်အောင်တမင်ချက်တွင်ရေးသားခြင်းမျိုးတစ်ဖက်ကိုနှိမ်ချခြင်းမျိုးတို့ကိုအတက်နိုင်ဆုံးရှောင်ရှားထားပါသည်။ကျောင်းဆရာကြီး၏စွမ်းဆောင်ချက်များကို တင်ပြတကယ်လို့ပင်ပျော့ကွက်ဟာကွက်အားနည်းချက်တို့ကိုမထိမ်မဝက်တင်ဆက်ထားပါသည်ဟုဆိုသည်။ထေရုပ်ပတိစာပေရေးရသည်မှာလွယ်မယောင်နှင့် ခက်လာပါသည်။သက်ဆိုင်ရာကာယကံရှင်သက်ရှိထင်ရှားရှိနေလျင် မိမိရေးလိုသည့်အချက်လက်တွေရဖို့မေးမြန်းရသည်။ကာယကံရှင်နှင့်ပတ်သက်ဆက်နွယ်သူများထံလည်းရောက်အောင်သွား၍သူတို့၏ပြောပြချက်များကိုစုဆောင်းရသည်။ထို့နောက်အချက်လက်များကို စီကားစင်ကားချောမွေ့အောင်မိတို့တင်ပြမိကို အထက်ထက်စဉ်းစားရသည်။အထုပ်ပတိစာပေသည်ဖက်ရှုစရာစာပေများတွင်ဖက်ပြောပွဲအရှိဆုံးနှင့်အကျိုးမြတ်အရှိဆုံးဖြစ်သည်ဟုကာလိုင်းကဆိုထားကြောင်းကိုလည်းဗမောက်ခချုပ်ဆရာတော်ကြီးကထည့်ရေးထားပါသေးသည်။ ထို့ကြောင့်ဖက်ပြော်ဝဲရှိမရှိနှင့်စာဖက်သူအတွက်အကျိုးမြတ်ရှိမရှိတို့သည်အထုပ်ပတိရေးသားသူ၌တာဝန်ရှိနေပြန်ပါသည် ထို့ကြောင့်ထိုတာဝန်ကျေပွန်ဖို့ရာစူးစမ်းအားထုတ်ရသည်မှာအထုပ်ပတိရေးသားပြုစုတို့၏အရေးချင်းပင်ဖြစ်သည် ပမောက္ခချုပ်ဆရာတော်ကြီးသည်အရှင်မာနိတာတိရိပိဝင်သားနှင့်အတူတွဲ၍ပြုစုခဲ့သည်။စံကင်းဆရာတော်ကြီး၏ထေရုတ်ပတ္တိကထာနှင့်ယခုဆရာကြီးဒေါ်မာလာယီ၏ထေရုတ်ပတ္တိနှစ်အုပ်လုံး၌ထေရုတ်ပတ္တိပြုစုရေးသားသူတို့၏ပေးဆက်ရမည့်တာဝန်များကိုကျေပွန်ခဲ့သည်ဟုဆိုကြမှသည်။ထို့ကြောင့်လည်းစံကင်းဆရာတော်ကြီး၏ဂုရုတ်ပတ္တိကထာစာအုပ်ထွက်ခဲ့ခြင်းကဟန်တာဝရီသတင်းစာနှင့်တကွစာရေးဆရာကြီးများက ဤသို့မှတ်ချက်ပေးခဲ့ကြခြင်းမှာပြီမဟာထေကြီးထေရုတ်ပတိကိုကိစ္စနှင့်ဖြစ်တဲ့နှစ်တို့နဲ့စရနေတမအောင်ဝေနောက်ကစိတ်ဝင်စားပွဲကြီးညိုတရာပွဲရေးသားထားသည်ဟန်တာဝရီတရင်စား ဖက်ကောင်းခြင်းနဲ့စာရေးအရေးချင်းများစွာအထောက်အကူပြုသောစိတ်ဝင်စားဖွယ်ကောင်းသောအဖြစ်ပြက်နှင့်တမိုင်းဆိုင်ရာပေါ်ပြချက်များအရေးကြီးသောဘာသာရေးအဖြစ်ပြက်များနှင့်ထိုအဖြစ်ပြက်များဆိုင်ရာမှတ်တမ်းများသည်မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်တို့သုတေသနပြုရာတွင်အကူအညီပေးလိမ့်မည်။ဆရာကြီးတက်တူဆရာတော်တက်တော်ထင်ရှားရှိစဉ်က ပြုစုခဲ့သဖြင့်ဆရာတော်ဖျားကြီးကိုရွေးအဖြစ်ပြက်များကို ဆရာတော်ဤနှုတ်မှမိန့်ကြားချက်များနှင့်အတိအကျရေးသားနိုင်သည်ကို တွေ့ရပါသည်။အောင်ဗလာကြေးမုံဦးတောင်းဆရာတော်ကြီးဤဂုရုပတိကိုဆရာတော်ကြီးဤမျက်မှောက်ခေတ်တွင်ပင် ပြုစုတော်မူကြသည်။ပြုစုပြီးသည်များကိုဖတ်ကြားလျှောက်ထားသည်။လူသောချက်လက်များကိုဆရာတော်ကြီးကဖြည့်ဆွက်သည်။ထိုကြောင့်ကိုရိုင်းရေးဂုရုပတိဟုပင် ဆိုတော်ဆိုနိုင်ရ၏ပြုစုသူအရှင်တို့ကအေးအသားခင်မိသည် ထို့ကြောင့်ဒုရေကြီးမသောဆရာတော်ကြီး၏အကြောင်းရင်းဖြစ်တော်လေလူရောရှင်မှာဖက်ချင်စပွဲဖြစ်လာရသည်ကြီးမောင်စာကြီးမုံငွေဥထောင်သာသနာမှာနေလိုလလိုတင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့ထေရုပ်ပတိများဟာသာသနာတည်တံ့ခိုင်မြဲရေ လူငယ်လူရွယ်တွေလိမ္မာယဉ်ကျေးရေးအတွက်အများကြီးအထောက်ပံ့ပြင်နိုင်ပါတယ်နောက်ပြီးဒီဆရာတော်ကြီးတွေဟာမူလကတော့ဒုလူတွေကပါပဲ ဆရာကောင်းတဲ့နီသီလသမာဓိလုံလဝရိယကြည်လို့ဒီလိုတူးကျွန်လာတာပဲဆိုတာလဲမြင်နိုင်သဘောပေါက်နိုင်ကြလိမ့်မယ်လူတုဥလှရွှေဟင်းသာဆရာတော်ဘဝနှင့်စပေ အထွေထွေစကိုင်းရွှေဟင်းသာတိုက်တဲ့ရွှေဟင်းသာဆရာတော်ဘုရားကြီးသည်ဒွါတတမရွှေကျင်းသာသနာပိုင်ဆရာတော်ကြီးဖြစ်ပါသည်ရွှေဟင်းသာဆရာတော်ကြီးဤထေရုတ်ပတိဖြစ်သည့် ရွှေဟင်းသာဆရာတော်ဘဝနှင့်စပိအထွေထွေစာအုပ်ကိုလည်းပမောက္ခကျုပ်ဆရာတော်ကြီးကရေးသားပြုစုခဲ့ပြန်ပါသည်။ဤစာအုပ်သည် ပမောက္ခကျုပ်ဆရာတော်ကြီး၏တတိယမြောက်ထေရုတ်ပတ္တိစာအုပ်ဖြစ်ပါသည်။ဤစာအုပ်ကို1339ခုနှစ်1989ခုနှစ်သက်တော်38နှစ်အရွယ်တွင် ရေးသားပြုစုခဲ့ခြင်းဖြစ်သည်။ပမောက္ခကျုပ်ဆရာတော်ကြီးကစာအုပ်အမှားစာတွင်ရေးသားထားသည်မှာ 1338ခုနှစ်တွင် ရွှေဟင်းသာဆရာတော်ဘုရားကြီး၏တိုက်တွန်းချက်အရသမိတ်တော်ချောင်ဆရာကြီး၏ထေရုတ်ပတိကို ရေးသားပြုစုခဲ့ပါသည်။ယင်းထေရုတ်ပတိထွက်ပေါ်လာသောအခါသခိုင်းတောင်ယိုရွှေစည်ဒီဆရာတော်ကရွှေဟင်းသာဆရာတော်ကြီးရဲ့ထေရုတ်ပတိကိုလည်းဆက်ရေးပါအောင်ဟုတိုက်တွန်းပါသည်။တို့အချင်းကိုရိုင်းရေးထုတ်ပတ်တီကိုရွှေဟင်းသာဆရာတော်ဘုရားကြီးပြုစုလျက်ရှိကြောင်းသိရပါသည်။ 1339ခုနှစ်တွင် ရွှေဟင်းသာဆရာတော်ဘုရားကြီး၏ထေရုတ်ပတိကိုရေးသားပြုစုရန်အခွင့်ကြုံလာပါသည်။ရွှေဟင်းသာဆရာတော်ဘုရားကြီးထံမှကိုရိုင်းရေးထေရုတ်ပတိကိုဖတ်ရှုခွင့်ရသည့်ပြင်ထေရုတ်ပတိပြုစုခွင့်ကိုလည်းရခဲ့ပါသည်။1339ခုနှစ်ဝါကောင်လတွင်ထေရုတ်ပတိပြုစုရန်အချက်လက်များကိုစတင်စုဆောင်းပါသည်။ ကိုရိုင်းရီထေရုတ်ပတိကိုဖက်ရှုပြီးတိလိုသည့်ချက်များကို ရွှေဟင်းသာဆရာတော်ဘုရားကြီးထံကိုရိုင်းသွားရောက်၍၎င်းစာရေး၍၎င်းရှောက်ထားမေးမြန်းခဲ့ပါသည်ရွှေဟင်းသာဆရာတော်ဘုရားကြီး၏ကိုရိုင်းရီထေရုတ်ပတိနှင့်မိတ်ဆွေချက်များကိုအထယ်ကိုပြုပြီးပဝင်းကျင် ပုဂ္ဂိုလ်တို့၏ပြောချက်များဆက်ဆိုင်ရာစာအုပ်စာတမ်းတို့မှထုတ်ယူရရှိသည့်ချက်လက်များဖြင့်ပံ့ပိုးကဤထေရုတ်ပတိကျမ်းကိုစူးစမ်းပြုစုပါသည် ထေရုတ်ပတိရှင်ရွှေဟင်းသာဆရာတော်ဖရာသည်ဗြိတိရှခေတ်တွင်ဟင်းဒရာခရိုင်လေးမျက်နာမြို့၌ဖွားမြင်ခဲ့သည့်ပုဂ္ဂိုလ်တူတူဖြစ်ပါသည်။ငယ်စဉ်ကရန်ကုန်မြို့ ABN ကျောင်းတွင်ကျောင်းနေခဲ့ပြီးလေးမျက်နာမြို့ဆရာဆင့်ကျောင်းမှလေးတန်းအောင်ခဲ့ပါသည်။တင်ချာဘာသာတွင်ထူးချွန်ပြီးလေးမျက်နာမြို့မိကျောင်းရဲကျောင်းဆရာတော်ကြီးထံဗီရင်ပညာသင်ယူခဲ့ပူပါသည်။၁၆နှစ်အရွယ်တွင်ကိုပိုင်းယုံကြည်ချက်ဖြင့်သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး မော်လမြိုင်ရန်ကုန်ညောင်တုံးမန္တလေးမြို့များရှိအကျော်မော်ဆရာတော်တို့ထံစာပေကျမ်းဂန်များကိုတင်ယူခဲ့ပါသည်ညောင်တုံးမြို့ရွှေဟင်းသာတောရတိုင်တိုင်းရန်ကုန်ကျောင်းတော်ရာ ရွှေကျင်ဆရာတော်ဘုရားကြီးကိုဥပစေပြု၍ယဟန်းဖြစ်ပြီးလျှင် ရွှေဟင်းသာတောရ၌ပင် စာတင်သားဖြစ်ဖြစ်၎င်းစာချဘုံကြီးကျောင်းဘုံကြီးအဖြစ်ဖြင့်၎င်းဆယ်နှစ်ကြာကြာများနေထိုင်ခဲ့ဘူးပါသည် ရွှေရင်သာဆရာတော်ဘုရားကြီးသည်ငယ်စဉ်မှစ၍စာပေဝဒနာအထုံးပါခဲ့ပြီးယဟန်ငယ်ဘဝတွင်သူရိယမြမအလင်းသတင်းစာများနှင့်မြမပြူဟာဇာနယ်တို့၌စောင်းမကဗျာဝိတ္ထုများကို ရေးသားခဲ့ပူပါသည်ယဟန်လေးဝါအရာမှစ၍ကျမ်းစာများကို ရေးသားပြုစုခဲ့ရာယခုအချိန်၌ကျမ်းပေါင်း30နီးပါးရေးသားပြုစုခဲ့ပြီးဖြစ်သည်1322ခုနှစ်1960ပြည့်နှစ်တွင်နိုင်ငံတော်အစိုးရကစက္ကပ်ပူဇော်သည့် အကမဟာပဏိတာဘွဲတစိတ်တော်ကို ခံယူရရှိတော်မူခဲ့ပါသည်1338ခု1995ခုနှစ်တွင်ဧကဒသမသာသနာတော်လုံးဆိုင်ရာ ရွှေကျင်ဏိကာယတန်ခစီဝေကြီးကရွှေဟင်းသာဆရာတော်ဖျားကြီးကို ရွှေကျင်ဏိကာယဥပဥက္ကဋ္ဌမဟာနာယကတွဲဘက်ရွှေကျင်သာသနာပိုင်ဖြစ်တင်မြောက်ခဲ့ပါသည်1340ပြည့်နှစ်ပြာဇူလာဆန်းခုနှစ်ရ1989ခုဇန်နဝါရီ၄ရက်နေ့တွင် 32နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြင့်ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီကဆရာတော်ကြီးနှစ်ပါးနှင့်အတူရွှေဟင်းသာဆရာတော်ဖျားကြီးအားအဘိတ္တမဟာရထကုရုဘွဲတစိတ်တော်ကိုစက္ကပ်ပူဇော်ကြောင်းနိုင်ငံတော်ကောင်စီအမိန့်ကြေညာစာအမှတ်1မြင်းဆောင်89ဖြင့်ထုတ်ပြန်ကြေညာခဲ့ပါသည်။ထို့ဖြစ်၍ရွှေဟင်းသာဆရာတော်ဖျားကြီးသည်မြန်မာနိုင်ငံ၌အမြင့်ဆုံးဘွဲတစိတ်တော်ကိုရရှိသောဆရာတော်ကြီးတစ်ပါးဖြစ်ပါသည်။ ဤထေရုတ်ပတိကိုရေးသားပြုစုချိန်တိုင်းရွှေဟင်းသာဆရာတော်ဘုရားကြီးဤတက်တော်သည်85နှစ်ပြည့်မြောက်၍86နှစ်သို့ရောက်ခဲ့ပြီဖြစ်ပါသည်ဤထေရုတ်ပတိတွင် ရွှေဟင်းသာဆရာတော်ဘုရားကြီးဤ85နှစ်တာဘဝခရီးကိုအခန်း6ခန်းခွဲခြားပြီးတင်ဆက်ထားပါသည် ကိုရိုင်းဤထေရုတ်ပတိနှင့်ကိုရိုင်းမိကြားသည့်အကြောင်းရများပဝင်းကျင် ပုဂ္ဂိုလ်တို့ဤကိုရွေ့မျက်မြင်ပြောပြချက်များခိုင်မာတိကျသည့်စာအုပ်စာရဲများကို ကိုကားပြုစုထားသဖြင့်ရွှေဟင်းသာဆရာတော်ဘုရားကြီး၏ဘဝပြစဉ်ကိုပြပြပြင်းပြင်းဖတ်ရှုတွေ့မြင်နိုင်ကြလိမ့်မည်ဟုမျှော်လင့်ပါသည်။အမေရိကန်စာရေးဆရာကြီးရောဝါလာအိုဒီမာဆန်ကလူထူးချွန်ပုပ်ကိုမွန်တို့၏တကယ်ဘဝသည် သူတို့၏စာပေများနှင့် ဆောင်ရွက်ချက်များတွင်ရှိသည်ဟုအဆိုပြုခဲ့ပူပါသည်။အီမာဆန်၏အဆိုအတိုင်းရွှေဟင်းသာဆရာတော်ကြီး၏ဘဝပြစဉ်ကို ဤထေရုတ်ပတ္တိအပြင် ရွှေဟင်းသာဆရာတော်ဘုရားကြီး၏စာပေများနှင့်ဆောင်ရွက်ချက်များမှလည်းလေ့လာကြည့်နိုင်ကြမည်ဖြစ်ပါသည်အရှင်နန္ဒမာလာပြိဝင်တာသစအဓမ္မစရိယာပါဠိပါရကုမဟာသူဘောရာယုံတိုက်စကိုင်းမြို့1340ပြည့်နှောင်းတကူလဆန်း15ရံတတ်တော်ရှိဆရာတော်ဘုရားကြီး ရွှေရင်သာဆရာတော်ဘုရားကြီးသည်လည်းစံကင်းဆရာတော်ဘုရားကြီးကဲ့သို့တတ်တော်တရားကျော်ရှေးခဲ့သည့်ဆရာတော်ဖြစ်ပါသည်စံကင်းဆရာတော်ဘုရားကြီးကကိုးပါးမြောက်နဝမမြောက်ရွှေကျင်သာသနာပိုင်ဖြစ်တဲ့ကဲ့သို့ရွှေဟင်းသာဆရာတော်ဘုရားကြီးသည်12ပါးမြောက်ဒွာတတမရွှေကျင်သာသနာပိုင်ဖြစ်ပါသည်ဆရာတော်ကြီး2ပါးစလုံးပင်နိုင်ငံတော်ကအဘိဓဇမဟာရထဂုရုပွဲတစိတ်တော်စက်ကက်လူတန်းချင်းခံခဲ့ရပါသည် ဒိုဆရာတော်ကြီးနှစ်ပါးစလုံးဤထေရုတ်ပတ္တိအတိတိကိုလည်းပမောက္ခချုပ်ဆရာတော်ကြီးကရေးသားပူဇော်ခဲ့ပြန်ပါသည်။ရွှေဟင်းသာဆရာတော်ဖျားကြီးသည်အေယာဝတီတိုင်းလေးမျက်နှာမျိုးစာတိဖြစ်တော်လဲ။သခိုင်းတောင်ယိုရွှေဟင်းသာတိုက်သက်ကိုပဟုပြု၍သာသနာပြုခဲ့သူဖြစ်ပါသည်။တတ်တော်ရှိဆရာတော်ကြီးသည်ငယ်စဉ်ကကျမ်းမာရေးအလွန်ချူကြခဲ့သည်။ညောင်တုံးနဲ့ရွှေဟင်းသာစာသင်တိုက်တွင်၁၄ဝါခန့်တည်င်းသုံးစာသင်ခဲ့ပြီးနောက် ။စကိုင်းတောင်ရိုးသို့ပြောင်းရွှေ့သတင်းတုံးရမှကျမ်းမာရေးတိုးတက်ကောင်းမွန်လာကတတ်တော်တရားကြောအတိနေထိုင်သွားခဲ့သည်။စာပေဝါဒနာရှင် စာရေးဆရာဆရာတော်ကြီးသည်ငယ်စဉ်ကပင် စာပေဝါဒနာကြီးသည်ဥပ္ပဏိတအမိဖြင့်သတင်းစာဌာနမဂ္ဂဇင်းများ၌ပြုပြင်ရေးဆောင်မများရေးသားခဲ့သူဖြစ်သည်။တတ်တော်ရလာသောအခါကျမ်းများပြုစုရေးသားခဲ့ရာ သက်တော်85နှစ်အရွယ်တည်စုစုပေါင်းကျန်းစာအုပ်29အုပ်ခန့်ရေးသားပြုစုခဲ့သည်ဟုဆိုသည် ထိုကျမ်းများတွင် မင်္ဂလာတုတ်လက်ဆွဲမြမအလင်ကရွှေချင်းနိကာယသာသနာဝင်မြစ်တာတုတ်မြမလီကထွတ်ခေါင်ဆရာတော်အကြောင်းကာယနှုတ်ပတနာညကျမ်းတို့မှာထင်ရှားကျော်ကြားလူကြိုက်များသည့်ကျမ်းများဖြစ်ခဲ့သည်ဆရာတော်ကြီးသည် စာပေရေးသားရာ၌ လေဒီဆရာတော်ကြီးယေနီယေဟန်ကိုနှစ်သက်သဖြင့်လေဒီဆရာတော်ကြီး၏ဒီပနီကျမ်းများကိုငယ်စဉ်ကပင်စိတ်ဝင်စားစွာဖတ်ရှုခဲ့ပြီးယေနီယေဟန်ကိုအတူယူခဲ့သည်ဟုဆိုသည်တွဲဖက်ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးသည်1338ခုနှစ် တက်တော်82နှစ်အရွယ်တွင်အမရဘူရမဟာကန္နာယုံဆရာတော်မဟာဝိတုဒ္ဒယုံပိုက်ကျုံးဆရာတော်မန္တလေးဝိတုဒ္ဒယုံအာတော်ကဆရာတော်တို့နှင့်အတူရွှေကျင်ဏိကာယဥပဥက္ကဋ္ဌမဟာနာယကတွဲဘက်ရွှေကျင် သာသနာပိုင်ဖြစ်တင်မြောက်ခြင်းခံခဲ့ရသည်။ဒွါတတမရွှေကျင်သာသနာပိုင်ဖြစ်တော်မူခြင်းဧကတသမရွှေကျင်သာသနာပိုင်ကျင်းမြင့်ဆရာတော်ကြီးလွန်တော်မူသောအခါ ရွှေဟင်းသာဆရာတော်ကြီးသည်စနပားမြောက်ဒွါတတမရွှေချင်းသာသနာပိုင်ဖြစ်တော်မူသည်ဆရာတော်ကြီးရွှေချင်းသာသနာပိုင်ဖြစ်ချိန်တွင်သက်တော်66နှစ်ရှိပေပြီဆရာတော်ကြီးသည်ကျမ်းမာရေးကောင်းမွန်သဖြင့်သက်တော်68ခုနှစ်တွင် စင်ကာပူမလေးရှားပီနန်ဘန်ကောက်စသည့်နိုင်ငံရဲ့ခြားများသို့ကြွတော်မူနိုင်သည်သည်တို့ပြင်တက်တော်69နှစ်အရွယ်တွင်အမေရိကန်နိုင်ငံသို့ပင်ကြွားရောက်ခဲ့သည်ဟုဆိုသည် ရွှေဟင်းသာကြောင်းတိုက်များလွှဲအပ်တော်မူခဲ့ခြင်းဆရာတော်ကြီးသည်ဖျားရှင်ဤဝင်းနီးစည်းကမ်းကို အထူးကယူပြုလေးစားလိုက်နာတော်မူခဲ့သည်ဝင်းနီးစာပြန်ပွဲများကိုနှစ်စဉ်မပြတ်တက်ရောက်ခဲ့တကယ်သူတတ်တော်ကြီးမြင့်လာသောအခါတပည့်ယဟန်များအားမပြတ်မကွက်တက်ရောက်ဖို့တိုက်တွန်းတော်မူခဲ့သည်ဆရာတော်ကြီးဤရွှေဟင်းသာကြောင့်မှသည်ရွှေဟင်းသာတိုက်တဲ့တပြေသာရွှေဟင်းသာတိုက်ပြင်ဦးလွင် မေမျိုးရွှေဟင်းသာတိုက်စသည့် တိုးပွားလာသောရွှေဟင်းသာတိုက်များအလုံးကိုသက်တော်85နှစ်ပြည့်1340ခုနှစ်တော်တရင်လှပြည့်နေ့တွင် လွယ်အပ်စာရန်နှင့်တကွဆရာတော်ကြီးငယ်စဉ်ကနေခဲ့ဘူးသောညောင်တုံးရွှေဟင်းသာတော်ရသို့အပီးလွယ်အပ်တော်မူခဲ့သည်လွန်တော်မူခြင်းရွှေဟင်းသာဆရာတော်ဖျားကြီးသည်တီလာဂုံတမာတိဂုံ ပညာဂုံတို့ဖြင့်ပြည့်စုံ၍ကြီးညိုလေးမြတ်ဖွယ်ရာ ရွှေကျင်သာသနာပိုင်သက်တော်ရှိဆရာကြီးဘဝနှင့်တည်င်းသုံးနေထိုင်ရင်သက်တော်တရတနှစ်ဆယ်လ9ရက်တိတ်ခါ82ဝအရာ1995ခုနှစ်အောက်တိုဘာ9ရက်တနင်္လာနေ့ညနေ4:55တွင်တဘဝတခန္ဓာချုပ်ငင်းခဲ့ပါသည်ဗမောက်ခကျုပ်ဆရာတော်ကြီးရေးသားပြုစုခဲ့သောရွှေဟင်းသာဆရာတော်ကြီး၏ ထေရုတ်ပတိစာအုံးမှာဤစာပိုက်ကလေးကဖြင့်စိတ်ထဲတွင်မှတ်မှတ်တင်တင်ဆွဲကြံရည်နေပါတော့သည်ရွှေဟင်းသာဆရာတော်သည်ငယ်စဉ်မှစ၍တိတ်ဆိတ်ငြိမ်သက်မှုကိုမြင်လို့သည် တရားနှလုံးသွင်းမှုတွင်စိတ်ညွတ်သည်လယ်ဒီဆရာတော်ကြီးဤဒီပဏီကျမ်းများကို ကိုရင်ဘဝတွင်စွဲမြဲစွာပတ်ရှုဆင်ခြင်ခဲ့သည်ဒီပဏီကျမ်းများမှရသောသူတမယဉဏ်သည်တကယ်ရှုမှတ်သောအခါဘာဝနာမယအဆင့်သို့တက်လာသည် ကာယအီမံဝိဇာနာထပရိဇာနာထပုဏ္ဏပုံဏကာယေသဘောဝံဒွိတာနာဒုက္ခတာနံကရိတာထဟူသောဒေသနာသည် ရွှေဟင်းသာဆရာတော်အထူးသဘောကျလျက်ဥဋ္ထိတ်ရွတ်ထားဒေသနာလေးတစ်ပုဒ်ဖြစ်သည်ဤဒေသနာတော်အရာကာယနှုတ်ပတ္တနာတတိပဌံကိုအမြဲနှလုံးသွင်းကာဆွင့်ကျင်ပွားများသည် အိတ်ခိုက်စားခိုက်ဇင်းကြံလျှောက်ခိုက်စသည်၌ပင်ခန္ဓာဤဒုက္ခကိုမပြတ်ညံဖြင့်ရှုလေရှိသည်သူတပားပြစ်ကိုပြောခြင်းသူတပားပြစ်ကိုရှာခြင်းသူတပားပြစ်ကိုရှုခြင်းတို့သည်မိမိအလုံးမဟုတ်မိမိပြုရမည်အလုံးကိစ္စနှောက်နှေးကြံ့ကြာချောင်းသာဖြစ်သည်ဟုဆင်ခြင်၍အချိန်ကုန်ခံပြီး မပြောမလုပ်ပင်မိမိကိစ္စကိုသာမိမိဆောင်ရွက်လျက်ရှိသည်အချိန်ရှိသမျှကုသိုလ်စိတ်ဖြင့်သာအချိန်ကုန်စေရန် အကုသိုလ်စိတ်တွေမဝင်နိုင်စေရန်အထူးဂရုပြုဆင်ခြင်လျက်ရှိသည်။တေမင်းတီဟုသောမိယတာကြီးဆက်ရောက်လာလျင်အခကျင်းငွေစားရည်ရိတ်ခါအပြည့်စုံနှင့် လိုက်နိုင်အောင်သာလျင်နေ့စဉ်နှလုံးသွင်းလျက်ရှိသည်။ဟုရွှေဟင်းသာဆရာတော်ကရေးသားတော်မူသည်။ဟုတ်ကဲ့ပါရှင်။ခုဆိုရင်တော့ပါမောက္ခကျုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာပြုဝင်သားကြီးဘဝခရီးနဲ့ဓမ္မစီမီဆိုတဲ့ ဆရာများတန်းဆန်ရေးသားပူဇော်ထားတယ်။ဆရာတော်ဖရာရဲ့ယဟန်ဘဝဒုတိယဆယ်စုနှစ်မှာရေးသားပြုစုခဲ့တဲ့စာပေများအကြောင်းကိုဖတ်ပြပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့လေဆရာတော်ကြီးရဲ့သာသနာရေးဆိုင်ရာတာဝန်များကိုနောက်ခန်းဆက်တွေမှာဆက်လက်ဖတ်ပြပေးသွားမှာဖြစ်တဲ့တွင်စောင့်မျှော်နားဆင်ပေးပါအောင်နော်။ခုလိုတရားဓမ္မစာပေများကိုနားဆင်ပြီးတရားဓမ္မအတိတ်တစ်ခုခုရဖို့မျှော်လင့်မိပါတယ်ရှင်။ နားဆင်ပေးကြသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကိုစိတ်နှပါအေးချမ်းကြပါစေ။တန်တရာမလွမြောက်ခြင်းတရားကိုကြင့်ကြံအားထုတ်နိုင်သူများဖြစ်ကြပါစေရှင်။